အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကိုပိုက်ရဲ့မန်ဤအဖိုးအခဆိုရက်ဝထုတို့ဇလန်းလေးတပုတ်ကိုဖတ်ပြတော့မှာဖြစ်ပါတယ်ဝထုတို့ဇလန်းလေးကိုမဖတ်ပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကိုပိုက်မန်ဤအဖိုးအခတော်လန်ခီးတစ်လျှောက်လုံးတွင် စိတ်မောင်းသည်ဖိုးစန်းကြည်အားအာမနာတန်းစူပူချိန်မောင်းနေခြင်းကိုကျွန်တော်တို့နှစ်ယောက်သည်မတိကြုံကြုံ ပြုလာခဲ့ကြသည်ညညာတတ်တယောက်ဤညင်မဲလားသို့မဟုတ်သူဤဝတိပဲလားတော့မသိသူတိသူတက်တီကြီးသာဖြစ်ဒီခီလန်းကိုသူပါလာရခြင်းသည်လင်းမြင့်လိုင်နှင့်ပတ်သက်နေခြင်းကြောင့်ဖြစ်သည်လင်းမြင့်လိုင်နှင့်သူသည်တက္ကသိုလ်တုန်းကအကြောင်းလေးဖက်များဖြစ်ကြသည်အရာရှိကြီးတယောက်မှ ပောက်ဖွာလာပြီးအရာရှိငယ်တယောက်ဖြစ်သောကြောင့်လောကကြီးအကြောင်းလူတွေအကြောင်းဘာမှမသိသေးသူတယောက်ပါလားဟုကျွန်တော်မှတ်ချက်ချလိုက်မိသည်သူသည ြင်မြင်သမျှလူအလုံးကိုအထင်သေးသော မျက်လုံးများဖြင့်ကြည်တတ်၏သူတစ်ပါးကိုနိမ်ချလိုသည်တင်စည်းလိုသည် သူကိုယ်သူအထင်ကြီးကဘဝင်မြင့်နေသူတူဖြစ်ပေသည်လမ်းတစ်လျှောက်ဖိုးစန်းကြီးကိုအမျိုးမျိုးပြစ်တင်ဝေဖန်ဩဇာပေးနေတတ်သည်တကယ်တော့ဖိုးစန်းကြီးသည်တော်ကြွန်းသောအမဲလိုက်တော်သော မုတ်ဆူကောင်းတယောက်ဖြစ်သည်ကျွန်တော်တို့အမဲလိုက်ထွက်ရင် သူ့ကိုပါခေါ်ရခြင်းကြောင့်တောကောင်မရဘဲပြန်လာခဲ့ရသော ခီးဟူ၍မရှိသလောက်ပင်ဖြစ်၏ စိမ်မောင်သည်လင်းမြင့်လိုင်နှင့်ပတ်သက်နေခြင်းကြောင့်ကျွန်တော်ဒီပင်တင်းကြီးခံနေရသည့်အပြင်ဖူဆန်းကြည်ကိုလည်းသဘောပေါက်နားလည်အောင် ပြောပြထားရသည်နှုတ်မဟုတ်လင်မလွယ်ပါဖူဆန်းကြည်သည်လူအေးလူရိုးလူဖြောင်းတယောက်ဖြစ်တော်လဲလူငယ်တယောက်ဖြစ်သောကြောင့်ကြာရှည်တင်းကြီးမခံနိုင်ပဲတစ်ချိန်ချိန်တွင်ပြဿနာဖြစ်သွားနိုင်သောကြောင့်ကျွန်တော်ဒီလမ်းတစ်လျှောက်လုံးထိန်းထိန်းသိမ်းသိမ်းလုံနေရသည်ကောင်လေးယာတင်းကြီးခံလိုက်စမ်းပါကိုလင်းနဲ့ပတ်သက်နေတယ်မဟုတ်လား ဒါကြောင့်ပေါ့ဆရာရယ်နုံမဟုတ်ရင်ဒီလူကျုပ်လက်သီးနဲ့စောစောပိုင်းကလေးကမိတ်ဆွေဖြစ်သွားပြီပေါ့တကယ်တော့လင်းမြင့်လိုက်သည့်အရာရှိငယ်တူဦးဖြစ်တော်လဲသူကဲ့သို့မမှန်နာမရှိ လူတိုင်းအပေါ်နားလဲသူတယောက်ဖြစ်၏ဘာပြောပြောလင်းမြင့်လိုက်သည့်စိတ်မောင်ထက်အစအစအရာရာတာသူဖြစ်သည်အရာရှိငယ်မရှိပညာတတ်ငယ်မရှိမိမိကိုယ်ကိုမိမိနှိမ်ချစွာနေထိုင်တတ်သူဖြစ်သည်ဝါကြွားခြင်းမရှိ လူချစ်လူခင်ပေါ်သူဖြစ်သည်စိတ်မောင်ကိုကြည်၍တုံးတိုက်ရမည်ဆိုပါလင် ်ထိုသူသည်သူ၏လက်အောက်ငယ်သားအမှုထမ်းများအပေါ်မိကဲ့သို့မောက်မာ၍နိုင်ထက်စီနှင့်လှုပ်လင်နေမသည်ယခုကြည့်သူလက်အောက်ဝန်ထမ်းမဟုတ်သည့်ဖိုးစန်းကြည်အပေါ်တွင်မောက်မာစွာဆက်ဆံတတ်သည့်အပြင်အထင်သေးဟန်ဖြင့်နှိမ်ချတတ်သည်ဟာကောင်ရမင်းဝတ်ထားတဲ့စပို့ချက်ကတဲကောင်းပါလားဘသူပေးတာလဲမင်းအနေနဲ့ဝယ်ဝတ်နိုင်လိမ့်မယ်မထင်ဘူးငါ့မှာလည်းပဲဒါမျိုးတစ်ထည်ရှိတယ်မင်းမှာလည်းရှိနေတယ်ဆိုတော့ငါဝတ်လို့ဘယ်ဖြစ်တော့မလဲကွာဆိုကသူ့အင်ကြီးကိုယူ၍ချောင်းထဲသို့လွင့်ပြစ်လိုက်လေသည် သူတို့ရရှိတယောက်ကဘာမဟုတ်သည့်အညတရလူတယောက်နဲ့အင်ဂျီစင်တူမိုးလိုသည့်သဘောပင်ဖြစ်သည်လာလန်းတစ်ချောင်းလုံးတွင်လည်းကိုကြီးသွေးစကားတို့ကသာတွတ်တွတ်ထက်တလဲလဲပြောလာသည်တောင်ကလာပသနပ်ပြင်ကွင်းတွင်လည်းအငဲသွားရောက်လေ့ကျင့်ပြစ်ခတ်တတ်ကြောင်းစာရေးဆရာကြီးဆရိုက်တာဟဂဲအလန်ကွာတာမိန်ဝတ္ထုများကသာသူနှစ်သက်ကြောင်းတအုပ်မကြံသူတွင်ဝယ်ထားတာရှိကြောင်းနိုင်ငံခြားမှလာသော အခြားအမဲလိုက်ဝတ္ထုများပါဆိုရင်လည်းမပြတ်တမ်းလ ీల ဖတ်ရှုတတ်ကြောင်းဒီတော့ကျွန်တော်ကဆရာဘူတာယာတို့ဆရာခင်မောင်အေးမန္တလေးတို့ဆရာမြဝစီတို့ဆရာဖူကျော်တို့ဤတော်ဝတ္ထုများကိုလည်းဘူတုတအနေဖြင့်ဖတ်ရှုတင်ကြောင်းဆွေးနွေးသည့်အခါတွင်သူကကဗတ်စာပေတွေကျွန်တော်မှအဆုံရှိနေတာပဲမလို့အပ်ပါဘူးဗျာ။ဘာပြောပြောသူတို့စာပေတွေဆိုတာကလည်းကဗတ်စာပေတွေကိုမိញမ်းထားတာတွေပဲဖြစ်မှာပေါ့။ဆိုပြီးစော်ကားမော်ကပြောလာကြသဖြင့် ူ့ပေါ်တော်ကလေးချင်မိသွားလေသည်ထို့ကြောင့်ဒီနောက်ပိုင်းသူ့ကို စကားမပြောဖြစ်ကြတော့ချေမြမတောတောင်အနေထားနဲ့တောကောင်တို့ဤဒလီဇရိုက်များအကြောင်းကိုသူမသိဒီလန်ခီးမှာတော့သူ့တင်ခန်းစာတွေရလိုက်ပေသည်ကြည့်ဝက်တိုက်ဆိုတာကိုသူမသိချေသူ့ကိုမြည်သူကများလဲအန်ဒီရဲ့ရှိချောင်းအတိမပေးထို့ကြောင့်ဝက်တိုက်ကိုဖျက်ကျော်မိသဖြင့်မွားကောင်ငယ်လေးများဤဒုက္ခပေးခြင်းကိုခံသွားရရှာလင်းသည်ဝက်တိုက်ဆိုဒီမှာလဲတောဝက်တို့ဤဝကျင်း တားပေါက်သွားသောနေရာဖြစ်သည်ဝက်တိုက်ပြက်ဟု ဆိုရပေမည်၎င်းဝက်တိုက်တွင်မွားကောင်ကလေးများရှိကြသည် ထိုမွားကောင်ကလေးများသည် လူအသားတွင်ခေါင်းမြုပ်သွားအောင်ကြိုက်တတ်သည်ထိုကောင်ကြိုက်ခံရလျင်လွန်စွာမှရ ਾਇ ရန်လာသည် ထိုခေါင်းပြက်လေးများသည်ပြည်တယ်ပြီးမှထွက်တတ်ပေသည်မက်ကေယောခီးဆက်လာကြရင်ရေငတ်သည်ဟုဆိုပြီးစိတ်မောင်းသည်ကြောက်ရေအိုင်လေးတစ်ခုတွင်းမှရေကိုကြည်သည်ဟုဆိုကာဒူးထောက်ချလိုက်ပြီးလက်ခုပ်ဖြင့်ခတ်၍ တောင်းမြည်ကြံနေသဖြင့်ဖိုးစန်းကြည့်သည်ကမန်းကရန်မတောင်းနဲ့ဦးဆရာအဲ့ဒီရေကူမတောင်းနဲ့တွေ့လားရေအိုက်ထဲမှာဖက်ရွက်ပုတ်တွေရှိတယ်ရေကြည်ပေမဲ့မတန့်ဘူးငါဖျားပိုးတွေရှိနေနိုင်တယ်လာဟိုမဲ့ရေစီးနေတဲ့ရေကြည်လေးကအိုက်ထဲမှာရှိနေတဲ့ရေကြည်လေးနဲ့အများကြီးတန့်နေဆိုတာဆရာဖက်ဘူးတဲ့ကမ္ဘာစာပေတွေထဲမှာမပါပေမဲ့ကျွန်တော်လိုအညာတရာမုတ်ဆူလေးရဲ့အသိဉာဏ်ထဲမှာတော့ရှိပါသေးတယ်ဆရာဖူဆန်းကြည်ဤရည်တဲ့တဲ့စကားကြောင့်ထိုနောက်ပိုင်းတွင်စိမောင်သည်ဖူဆန်းကြည်ဤအမအပြစ်နာစာတော့ကိုရှာလီတော့ဤ ဘိုးစန်းကြည်သည်ရှင်မသွားကဓာတချောင်းဖြင့်ခြုံရွယ်ရို့ကိုရှင်ရင်တစ်ပင်ငယ်ကြီးတို့ကိုခုန်နေသောကြောင့်စိန်မောင်သည်သူ့အတွက်ပြောစရာ တွေးပြီးဆိုကာဆရာကြီးလေတံဖြင့်ဟဲ့ကောင်မင်းကဘာလို့တစ်ပင်တွေကိုတက်တက်မဲ့ဓာနဲ့ရှောက်ခုတ်နေတာရောတစ်ပင်တွေနားတယ်ပျက်စီးတယ်ကွာတစ်ပင်တပင်ရဲ့တန်ဖိုးကိုဘာမှမသိတဲ့အကောင်ပဲဟုဆိုကာအညိုကြီးကြီးကျိန်တော်ဤဒီတော့ဘိုးစန်းကြည်ကအိုးဆရာကဘာတိလို့လဲခုကျွန်တော်တို့ကစာရေးဆရာကြီးစာရိုက်တာဟက်ကဲရဲ့ဇက်ကောင်အလားကွာတာမင်းမဟုတ်ဘူးဗျာ သူကတော်ထဲမှာလမ်းမသွားခဲ့ရင်သူ့ဆိုင်ရေးဆရာကြီးကလာလမ်းမန်ကိုဖြစ်တဲ့နည်းနဲ့ပြန်ပို့ပေးနိုင်ပေမဲ့ကျွန်တော်တို့လမ်းမရင်ဘယ်သူမှလမ်းမန်ကိုပြန်ရအောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ကိုသိညာကိုမတ်သားနဲ့မှတ်ရတာပေါ့။ဟာဟာဟာမင်းကတော့ပြောရမယ်။နင်းမြင့်လိုက်နီဖိုးစန်းကြီးကိုချီးမွမ်းလိုက်ရင် စိတ်မောင်ဖက်တို့လဲကဟုတ်တယ်တကယ်ချင်းတော်ထဲသွားရင်ကိုမတ်သားနဲ့ကိုလမ်းမသွားရတယ်ကွ။ဒါမှလမ်းမမနိုင်တော့ပါပေါ့။တော်တောင်ထဲရောက်ရင်လက်အငိမ့်မနေတာအကောင်းဆုံးပဲ။ ေးမြင့်လိုက်၏ထက်ကွန်စကားကြောင့်စိတ်မောင်းသည့်အောင်သက်သက်ဖြင့်ရှီတူဆက်လျှောက်သွားလေတော့သည်လျှောက်ခဲ့သောလမ်းတစ်လျှောက်တွင်ဟိုဆန်းကြည်၏အစွမ်းဖြင့်ဂျေပေါက်တကောင်နှင့်တောကြောင်တကောင်ရခဲ့ပြီးဖြစ်သောကြောင့်တောင်အုပ်ကလာပသနပ်ပြေးကွင်း၌အမြဲတမ်းလေးကျင်းမှုမပြတ်ခဲ့သည့်စိတ်မောင်းတယောက်မခန့်ချီမခန့်သာဖြစ်ကာကြည်နှဟန်မပြဘဲမဖြစ်ဖြစ်သည့်နည်းဖြင့်တောကြောင်တကောင်ကိုပြစ်ခတ်နိုင်ရန်စင်စားကြံစီနေတော့၏ဒီမှာကြည်စမ်းစမ်းကြည့်လို့အကောင်မျိုးထင်တယ် လမ်းမတ်တာကလည်းတပင်လုံးပျက်စီးအောင်မွှကျဲနေတာပဲတော်သိယုံမှတ်ရင်လည်းရသားနဲ့ရှီမဥဆောင်သွားနေရမှာကျွန်တော်တို့ဘက်လဲ၍ဖိုးစန်းကြီးကိုချိုချိုးနေနေပြောလို့သောဖြင့်ပေါ့စင်ဖြင့်မွန်ထားတဲ့သို့ပင်စီတွင်မွှရကျဲနေသည့်လုံးပတ်၆ပေခန့်ရှိကျွန်းပင်ကိုမေးငေါ်ပြလေသည်ဒုခဖိုးစန်းကြီးသည်ဟဲဟဲပပတ်ရင်မောရင်ဟာဟာဟီဆရာကလည်းပြောရမယ်ဗျာအဲ့ဒါဒါနဲ့ခုတ်ထည့်ပြီးအမတ်သားလောက်သွားတာမဟုတ်ဘူးဗျာ ဝုန်းဝုန်းကုတ်ဖက်တိုက်ဖြတ်သွားတာဗျဟာဟာဟာပြောပြောဆူဆူရေမောရင် ထိုကျွန်းပင်အနာသို့သွားကလက်ဖြင့်ပုတ်ပြရင်ဒီပင်မဲ့တခေါင်းပြားဆွဲနေလို့ဝုန်းဝုန်းတိုက်ဖက်ခွာပြီးပြောင်းအောင်ကိုထုတ်ယူစားသွားတာဗျဖိုးစန်းကြီးစကားကြောင့်စိမ်မောင်ဒီဘာမှပြန်မပြောတော့ပဲရှက်ရှက်ဖြင့်ရှေးဆက်လျှောက်သွားသည်ကိုကြည့်ရင်ကျွန်တော်နဲ့လင်းမြင့်လိုက်သည်အတိတ်ပဲပါပါ ပြုံးလိုက်မိသည်ရှေးတဖာလုံလောက်ရောက်တွင်ဘွက်ထားနေသည့်ရေအိုင်တစ်ခုကိုတွေးလိုက်ကြသည် ထိုအိမ်မှရေများရောက်နေသည်ကိုကြည်ချင်းအဖြစ်ကျွန်တော်တို့သည်ဒီနေရာရောက်မလာမီအချိန်လေးတွင်ပြိဿံတကောင်ကောင်ရေတောက်ဆင်းသွားကြောင်းသိရလေသည်မြည်သည့်တရဝမန်တည်ရန်အတွက်ရေအိမ်ဝန်းကျင်ရှိ ခြေရာများကိုစမ်းကြည့်လိုက်ကြသည် ဟင်းကောင်ကြားခြေရာရေခြေရာနှင့်တောဝဲခြေရာတို့ကိုတွေ့ရ၏ကျွန်တော်တို့ရှေးလေးတွင် လာသွားသောတရိษံမှာကြားနှင့်ကြည်မဟုတ်ပါ ကျွန်တော်တို့ရှေးလေးတွင် လာသွားသောတရိษံမှာ ကျားနေကြီးမဟုတ်တည်တည်ဆဆကြည့်လိုက်တော့တောဝဲပင်ဖြစ်ပေသည်အဘယ်ကြောင့်ဆိုတော့ကျားနေကြီးခြေရာများမှာဟောင်းလွှမ်းနေပြီးတောဝဲဤခြေရာမှာလက်ဆက်နေသောကြောင့်ဖြစ်သည်ခြေရာတင်းနဲ့ခြေရာဟောင်းခွဲခြားနိုင်ဒီမှာခြေရာများပေါ်ရှိဖက်ရွက်များကိုကြည့်၍ပြောချင်းဖြစ်၏လဲနေသောမြက်ပင်ငယ်လေးများကိုကြည့်၍ဆုံးဖြတ်နိုင်သေးသည်နင်းခြေသွားသောမြက်ပင်ငယ်လေးများနဲ့ရွက်ကြွေကလေးများ၏ပုံတံတန်ကိုကြည့်ချင်းအဖြစ်သိနိုင်ပင်သည်ယခုကြည့်လက်ဆက်သောတည်ရွက်နှင့်မြက်ပင်တို့သည် တောဝက်ချေရာအောက်တွင်ပြည်ပြနေကြသည်ကိုတွေ့ရသည်ထို့ကြောင့်ကျွန်တော်တို့သည်ထိုဝက်ချေရာလက်လက်ဆက်ဆက်နောက်သို့ချေရာခံလိုက်ကြတော့၏ဒီကောင်ကြီးဒီနားတော်ဝိုက်တွင်သာရှိပေလိမ့်မည်ချေရာကြည့်ရတာဒီကောင်ကြီးဟိုဘက်တကြောမှာရှိဖို့များတယ်ကဲလာဒီတောင်ကျောကိုဖျက်တက်ပြီးတစ်ဖက်ကိုဆင်းကြမယ်အဲ့ဒီဖက်မှာရှိဖို့တေးကြတယ်ဗျလေးမြင့်လိုင်းကြီးပြောပြောဆူဆူမဆောက်ဆောက်တောင်ကျောပေါ်တို့ရေစီးမြောင်းကလေးမှဖက်တွယ်တက်သွားတော့၏သူနောက်မှကျွန်တော်ပြီးတော့စိန်မောင်နောက်ဆုံးက ူဆန်းကြည့်တောင်ကျောကလေးကအတော်တော့မြင်သားကလားကျွန်တော်ဒီတောင်ကျောဘော်သို့ရောက်သည့်အခါတွင်လင်းမြင့်လိုင်ရက်နေသည့်နဘေးတွင်ရှင်တွဲရက်လိုက်ပြီးသူ့လမ်းကြီးနေသည့်မြေပြန့်သို့ကြည့်နေမိသည် ထိုစဉ်အတန်တန်ကြားလိုက်ရ၏ကျွန်တော်ကလင်းမြင့်လိုင်မှာတက်လာခဲ့ကြသည့်ရေစီးမြောင်းကလေးသို့ပြေး၍ကြည့်လိုက်ကြသည်ဟာဒုက္ခပါပဲတိပင်ကြီးပဲကတ်နေကတ်နေကျွန်တော်ဒီအတန်ကုန်ဟိရွေအော်ကသတိပေးလိုက်သည်မြင်လိုက်ရသည့်မြင်ကွင်းသည် ရင်ထိတ်ဆရာပင်ဖြစ်တော်သည်ကုံကုံကွားကွားဖြင့်ဖက်တွယ်တက်လာသည့်ဖူးဆန်းကြည်ထံသို့ကြီးမားသောကြောက်တုံးကြီးတစ်လုံးသည်အချိန်ပြင်းစွာဖြင့်လိန်ဆင်းသွားနေလေသည်တောင်ကျောထိတ်သို့ရောက်လူပြီးဖြစ်သည့်စိန်ပေါင်မှာတော့အေးအေးဆေးဆေးပင်ဖြစ်သည်သူဘာမှမသိသလိုမစိုးရိမ်လိုဖူးဆန်းကြည်အတွက်ကံကောင်းသည်မှာသူရောက်နေသည့်နေရာတွင်တစ်ပင်ကြီးတစ်ပင်ရှိနေခြင်းကြောင့်ပင်ဖြစ်တော်သည်ကျွန်တော်၏တတိပေးတဲ့ကြောင့်သူသည်၎င်းတစ်ပင်ကြီးအနောက်ဖက်သို့ဖက်တည်၍ကပ်လိုက်သည် ထိုကြောက်တုံးကြီးသည်အချိန်ပြင်းစွာ၎င်းတစ်ပင်နဘေးမှနေ၍လိမ်ဆင်းကျသွားတော်သည်ဟူတော်ပါသေးရဲ့ဗျာရင်းကိစ္စနဲ့ပတ်သက်၍စိန်မောင်ကိုကျွန်တော်မတင်ကဖြစ်မိသည်ကျွန်တော်ဖက်တွေ့တက်လာတော့ကထိုကြောက်တုံးကြီးနဘေးမှကတ်တက်လာခဲ့ခြင်းဖြစ်သည်ထိုကြောက်တုံးကြီးသည်တွမချဘဲနဲ့အောက်သို့လိမ်ဆင်းသွားစရာအကြောင်းမရှိယခုတော့စဉ်းစားရကြက်သွားသည်မျက်မြင်ကိုရီမဟုတ်တော့လဲစွတ်စွဲရခက်သည်မဟုတ်ပါလားကျွန်တော်တို့၄ယောက်သားတောင်ကျောမကြီးပေါ်မှာနေ၍ တစ်ဖက်မြေပြင်ပေါ်သို့လမ်းကြီးနေကြစဉ်တောဝက်တကောင်ခြုံတိုးကပြေးထွက်သွားသည်ကိုတွေ့လိုက်ကြသည်နင်းနေနောနောကောင်ကြီးမဟုတ်ကဲဒီကောင်ကြီးကိုလိုက်ရင်ရနိုင်တယ်ဒီတဝိုက်မှာပဲရှိလိမ့်မယ်လူခွဲပြီးဖြန့်လိုက်တာပေါ့ကျွန်တော်ဤစကားဆုံးသည်နဲ့စိန်မောင်သည်မြေပြန့်သို့ဥစွာဆင်းသွားလေတော့သည်ဒီဝက်ကြီးကိုသူရအောင် ပြစ်ချင်နေပြီထင်တယ်ဗျလင်းမြင့်လိုင်ကကျွန်တော်အနာကပ်၍တူတူပြောလေသည်ကျွန်တော်ဒီလင်းမြင့်လိုင်ဤစကားကိုအတိမတ်ပြုသည်ဟန်ဖြင့်ပြုံးပြလိုက်ကသူနောက် ဆင်းလိုက်သွားသည်မြေပြန်သူရောက်ကြသည့်အခါထိုဝက်ကူမလွတ်တမ်းပြစ်နိုင်ရန်အတွက် လူဖြန့်၍လိုက်ကြသည်အစွန်ဆုံးကစိတ်မောင်းသူညာလက်ကဖူးဆန်းကြည့်နှင့်ကျွန်တော်ညာဖက်မှနေ၍ပန်းတက်သူကလင်းမြင့်လိုက်အားလုံးသည်ခြေတံလုံစွာဖြင့်တောတိုးနေကြသည်မိသူက ထိုတောဝက်ကိုစားတွေ့ပြီးပြစ်နိုင်ကြမည်မသိဘာပြောပြောတတိတော်ထားရမည်တော်ဝဲပြေးရတာလွေတာမဲ့လို့အန်ဒီရေမြားပါပြီဟောရှေးကိုက်20လောက်က ခြုံတိုးတံကြာရသဖြင့်ရက်လိုက်ကနားဆွင့်လိုက်သည်ဝက်အော်တံကြာရသည် ဟုတ်ပြီဒီဖက်ကိုလာနေပြီတော်ဝက်အတံပဲရှီတို့မမိတ်မတုံကြည့်နေစဉ်ထိုတော်ဝက်သည် ကျွန်တော်ဤဘယ်ဖက်သို့ပန်းတက်သွားကစိန်မောင်နှင့်ဖူးစန်းကြည်တို့ဖက်သို့ဥတီသွားနေသဖြင့်ကျွန်တော်သည်လည်းနောက်မှအသာလိုက်သွားမိသည်စိန်မောင်နှင့်ဖူးစန်းကြည်တို့သည်တူးနှင့်တူးနလန်လောက်အကွာတွင်ရက်နေကြသည် သူတို့ရှီတို့ ငိုင်ငိုင်ဆိုင်ဆိုင်ဖြင့်အတန်ပေး၍လာနေသည့်တောဝက်ကိုချက်ကောင်းကိုပြင်ရအတွက်ချောင်းနေကြပြီသည်စိမ်မောင်သည်ဖူးဆန်းကြီးကိုတစ်ချက်စောင်းငဲကြည့်လိုက်ပြီးသူ့ရင်ပြက်ခတ်နိုင်ရန်အတွက်ရှေ့သို့လမ်းထွက်လိုက်ကာမူဆိုဒူးထောက်ထိုင်ချလိုက်သည်ဖူးဆန်းကြီးသည် သူ့လုံရက်ကိုမျက်မှောင်ကုပ်၍စိုက်ကြည့်နေလေသည်စိမ်မောင်၏လှုပ်ရှားမှုကြောင့်တောဝက်ကြီးသည် ရုတ်တရက်ရပ်တန့်လိုက်ပြီးသူ့အတွက်မမျှော်လင့်ဘဲတွေးလိုက်ရသည့်ရန်သူကိုဖိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်အတွက်မမိတ်မတုံစိုက်ကြည့်နေသည် စိမ်မောင်သည်တောဝက်ကြီးထံသို့သူ၏တနက်ကိုထိုးချိန်လိုက်ကာချက်ကောင်းရွေးချယ်ပြစ်နိုင်ရန်ချိန်နေစဉ်မမျော်လင့်သောလှုပ်ရှားမှုတစ်ခုကိုခိုးဆန်းကြည့်သည်လက်တပြတ်အတွင်လှုပ်ရှားလိုက်တော့သည် ကျွန်တော်တားဆီးချိန်မရလိုက်မုတ်ဆိုးဒူးထောက်ထိုင်နေသည့်စိမ်မောင်နောက်သို့ဖိုးဆန်းကြည့်သည်ပြေးသွားကာတောဝက်ကြီးအားသူ၏လက်တွင်းမှတနက်ဖြင့်လမ်းပစ်လိုက်ပြီးနှပေးရှိပြင်းမပင်ကြီးနောက်သို့ပြေးကပ်လိုက်လေသည်လက်တပြတ်မြန်လိုက်သည့်ဖြစ်ချင်းမိခိုးငွေမပြောင်းမီ ထိုတောဝက်ကြီးသည် တရှူထိုးပြေး၍ဝင်ကစိန်မောင်ကိုပြင်းထန်သောအရှိန်လုံးဖြင့်တိုးဝင်ပတ်ထုပ်လိုက်လေတော့သည်စိန်မောင်ထံမှအတန်နဲ့ကြီးဖြင့်ထိန်လန့်တုံလုံးခြောက်ချသံပေါ်ထွက်လာပြီးနဘေးတို့သူ၏ခန္ဓာကိုယ်ကြီးပြစ်လဲကျသွားတော့လေသည်ကျွန်တော်သည် စိန်မောင်ကိုပြေးပွေးလိုက်သည်ပြီးနောက်ဖိုးဆန်းကြီးကိုခက်ထန်မှကြောစွာဖြင့်ကြီးလိုက်ကမင်းအတော်ရက်ဆက်ပါလားမလုတ်တင်မလုတ်ထိုက်တဲ့အလုပ်ကိုမင်းလုပ်လိုက်တာပဲမဟုတ်လားဖိုးဆန်းကြီးသည်ကျွန်တော်စကားကိုပြန်လဲခြေပခြင်းမရှိတွေ့ဝေငင်းမောစွာဖြင့် အဝေးသို့လမ်းကြည့်နေလေတော့သည်တကယ်တော့စိတ်မောင်းသည်သူ့ကိုယ်သူအထင်ကြီးပြီးသူသာတက် သူသာတီဟုထင်ကဘဝင်နေမြင်ပြီးပညာတက်ညင်ဖြင့်မာနရီထောင်းလာနေသူတူဖြစ်သည်သူရရင် သူမသိသေးသောမတက်သေးသောပညာရများရှိနေသေးသည်ကိုတော့သူမသိသူ့ကိုယ်သူပညာတက်အရာရှိတယောက်ဆိုကကျောင်းပညာဘာမှမတက်သည့်ဖူးဆန်းကြီးကိုအထင်သေးစွာဖြင့်နိုင်သည်မောင်မရိုင်းဆိုင်စွာဖြင့်အောက်တန်းကြကြအတွေးခေါ်ဖြင့်ဖူးဆန်းကြီးကိုလောက်ကျန်တက်ဖြတ်ရန် ကြံစီခဲ့သူဖြစ်သည်သူရရင်ဖူဆန်းကြည်မာမှုចောင်းပညာကိုမတတ်တော်လဲတောတောင်အောင်ဒရိစံတို့ဤအမှုချင်းဒလီဇိုက်တို့ကိုနောကျင်နေသူဖြစ်သည်တောဝက်တို့သည်သူဤရန်သူကိုမဲမဲမြင်ရာမမရန်ရန်တရှုထိုးအသိခံတိုက်ခိုက်တတ်သည်တရဝါကြံကြီးဖြစ်ကြောင်းဖူဆန်းကြည်မသိပဲနေပါမလားတော်ဝယ်ပြည်လင်မိမိအတွက်အကာအကွယ်ကောင်းကောင်းယူထားပြီးမှပြည်ရချောင်းကိုလည်းသူကောင်းကောင်းသိပေသည်ထို့ကြောင့်လဲ သူအားအထင်မြင်သေးစွာ ချိုးနှိမ်ပြစ်တင်ခဲ့သောပညာတတ်ကြီးစိတ်မောင်ကိုเจ้าပညာဘာမှမတတ်ထားတော့လဲဘဝကူတွေအသိပညာများဖြင့်ဖူဆန်းကြီးကလိမ္မာပါနတ်စွာတည်တွင်သူပို့လိုက်ခြင်းဖြစ်ကြောင်းကိုကျွန်တော်နှင့်လင်းမြင့်လိုင်တို့သိလိုက်ကြတော့လဲအချိန်မမီတော့ချေအဖြစ်ကတော့စိတ်မောင်တော့ဝဲပတ်ခံလိုက်ရလို့တည်သည်စေစစ်တော့စိမောင်သည်သူတပောက်ကိုမတရားအထင်မြင်သေးတဲ့ချင်းနဲ့အကောက်ကြံတဲ့ချင်းတို့ကြောင့်အသက်ဆုံးရှုံးသွားရခြင်းသာဖြစ်ပေသည် ဇလန်းလေးပြီးပါပြီခင်ဗျာကိုပိုက်ရဲ့မန်ဤအဖိုးအခဆိုတဲ့ဝတ္ထုတို့ဇလန်းလေးကိုနားဆင်ခဲ့ကြတာဖြစ်ပါတယ်နားဆင်ပေးကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့နောက်ဗီဒီယိုတွေမှာအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုတို့ဇလန်းလေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ